ဟုတ်ကဲ့ပါမြဝရီကအီသီရိုးပီးယားနိုင်ငံသားကြားပြန်ဝင်နှန်း86ဦးကို မေလ15ရက်နေ့က BGF ကဥဆောင်ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီးမြမထိုင်းချစ်ကြည်ရေးတရာအမှတ်1ကနေထိုင်းတာဝန်ရှိသူတွေစီလွှဲပြောင်းလိုက်ပါတဲ့ဒါပေမဲ့ထပ်မံဖမ်းမိတာတွေလည်းရှိနေတာပါအဲအဲ့ဒီမှာကခုနကအာတက်ဆိုင်ရာဒီနိုင်ငံအသီးသီးကလက်ပြန်ကြိုးွားမယ်ဆိုရင်တော့ခုနကကျွန်တော်တို့ ဟိုဆက်တက်အခုကလည်းသူကလည်းကျွန်တော်ကပို့တာပို့နေတာပို့တာလည်းပို့နေတယ်အဲခုနကအနောက်မှာလည်းတောက်လျှောက်ဝင်တာတွေဝင်တယ်ဝင်တော့ဝင်တဲ့ဘက်မှာလည်းကျွန်တော်တို့ကဒီတက်ဆက်ရကျွန်တော်မြန်မာနိုင်ငံဘက်ကလာဝါကတို့ကျွန်တော်တက်ဆက်ရဲတပ်ဖွဲ့တို့ကကျွန်တော်စစ်ဆေးစရာရှိတာတော့တောက်လျှောက်စစ်ဆေးပြီးတော့ကျွန်တော်ပြည်နှင်တော့တင်သေးနေတယ်ပေါ့နော်အဲအဲ့လိုမျိုးတွေတော့ကျွန်တော်တို့စာရွက်ပေးနေတာရှိတယ်လွှဲပြောင်းပေးတဲ့အီသီရိုးပီးယားနိုင်ငံသားတွေကို ထိုင်းလာဝါကကတဆင့်ခီးစက်တင် ကားတွေနဲ့ဘန်ကောက်ကို ခေါ်သွားပြီး လေရင်နဲ့ဌာနေနိုင်ငံပြန်ပို့ကြမှာပါ တဲ့နိုင်ငံပေါင်းမြောင်များစွာကအမျိုးသမီးအမျိုးသားတွေကကျွန်တော်တို့ဤအမျိုးမျိုးနဲ့လိမ့်လေခံခဲ့ရတယ်ဒီလိုလိမ့်လေခံခဲ့ရပြီးတော့ကြားဖြတ်နေရာကိုရောက်လာတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဒီသူတို့ကညံ့ညံ့တာတာခိုင်းတာမဟုတ်ဘူးပေါ့နော်သူတို့တတ်မှတ်ထားတဲ့ဒီငွေချေးကိုမရှာနိုင်လို့ရှိရင်သမင်းမကျွေးတာတွေလည်းရှိတယ်လို့ကျွန်တော်ကြားသိရလို့ဒီလိုညှဉ်းပန်းနှိပ်စက်ရိုက်နှက်တာတွေလည်းရှိတယ်ပေါ့နော်တချို့တွေကဒီအဲတကယ့်ကိုပဲ ဲဆိုးဆိုးရွားရွားအာဒဏ်ရာဘလဘွားနဲ့ကျွန်တော်တို့သိရပါအထိပါတဲ့လူတွေလည်းရှိတယ်။မြောက်ရီမှာကြားဖြန်ကိုစတင်နေနေခဲ့တဲ့2025ဖေဖော်ဝါရီကစဒီနေ့အထိနိုင်ငံ20ကလူအယောက်980ကိုဖမ်းထားပြီးအယောက်1298ယောက်ကို ပြန်ပို့ခဲ့ပြီးဖြစ်တာမို့982ဦးကိုယာယီထိန်းသိမ်းထားစေဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူးပါ ಹೇಳಿ <coughs> ಹ್ಞೂ